ထိုင်းနိုင်ငံမှာရှိတဲ့မြန်မာကမ္ဘောဒီးယားလာအိုဗီယက်နမ်လေးနိုင်ငံကအထောက်ထားမဲ့ရွှေပြောင်းလုပ်သားတွေအတွက်ပန်းရောက်ကဘတ်အစ်စ်တင်မိုကိစ္စကိုအော်တိုဘာလ၁၀ရက်ကစပြီးလှုပ်ဆောင်ပေးသွားမယ်လို့ထိုင်းအစိုးရအဖွဲ့ကစက်တင်ဘာလအတွင်းအတည်ပြုထုတ်ပြန်ပါတယ်။အထောက်ထားမဲ့လုပ်သားတွေအနေနဲ့အော်တိုဘာလ၁၀ရက်မှာအွန်လိုင်းစနစ်ကနေမှတ်ပုံတင်စီပေးသွင်းတာပြီးတဲ့နောက်အလုပ်ရှင်သို့မဟုတ်အငှားကုမ္ပဏီတွေကတဆင့်အလုပ်သမားတွေရဲ့အချက်လက်နဲ့ဝက်ပန်ပေးလျှောက်ထားတာတွေကိုလှုပ်ဆောင်အောင်မှာဖြစ်ပါတယ်။ ဘရိုက်တက်လုပ်ငန်းစဉ်ကိုအောက်တိုဘာလကနေဒီဇင်ဘာလအထိအစဉ်အဆက်လှုပ်ဆောင်မှာဖြစ်ပြီးနောက်ဆုံးအဆင့်ပန်းရောက်ကရိုက်ပြီးသည့်အထည်လုပ်ငန်းစဉ်ကိုတော့2026ဇန်နဝါရီလအထိလှုပ်ဆောင်ရမယ်လို့ထိုင်းအစိုးရအဖွဲ့ရဲ့ဆုံးဖြတ်ချက်အရသိရပါဗယ်။ဒီဘက်ရိုက်တဲ့လုပ်ငန်းစဉ်ဆိုတာတရက်ခင်းနဲ့ပြီးသွားတဲ့အရာလည်းမဟုတ်ဘူးနော်။ဒီကျွန်တော်တို့ဘက်စပြီးနာမည်စာရင်းသွင်းတာနေစပြီးတော့ဟိုအဆုံးဟိုစာအုပ်ထဲကိုဗီဇာထည့်တာတော့ ပြီးရကျွန်တော်ကစာအုပ်ရှိတော့စာအုပ်ထဲကိုဗီဇာထည့်တဲ့အဆင့်ရှိတယ်တချို့စာအုပ်မရှိတဲ့လူကြီးကတော့သူတို့ CI ဆိုပြီးတော့သတ်မှတ်ထားတဲ့အဲ့စာအုပ်ကိုသူတို့ထပ်လုပ်ရတဲ့အဆင့်ပေါ့နော်အဲ့တော့အဆင့်တွေအများများလာဖြစ်တဲ့အတွက်ကိုတော့တော်တော်လေးအလုပ်လဲရှုပ်တယ်တနည်းလဲစိတ်ရှုပ်ရတယ်ပေါ့နော်ပြီးလို့ရှိရင်ဟိုဘက်ရိုက်တဲ့စင်တာတစ်ခုတစ်ခုရောက်ပြီးဆိုလို့ရှိရင်လူပေါင်းဒီမြန်မာတွေရောတိုင်းရင်းသားတွေရောအများကြီးပဲတွေ့ရတာတော့ဟိုနည်းနည်းအဲ့လိုပေါ့နော်လူအင်အားတွေအများလာတော့ အချိန်လေးကြန့်ကြာလိုက်ရှိတာပေါ့နော်ဒါပေမဲ့ခုခုအနေထားကတော့ဟိုအလောက်ကတစ်ဖက်နဲ့ဒီဘက်အဲဘက်ကိစ္စခေါ်ပြီဆိုလို့ရှိရင်သွေးစစ်တာတစ်ကြိမ်ဟိုဗီဇာထုတာတကြိမ်လက်ပွေနှိပ်တာတကြိမ်ပန်းရောက်ကထွက်တာတကြိမ်ဆိုပြီးအကြိမ်ကြိမ်နေသွားနေရတာပေါ့နော်အလို့သမားတွေဟာအော်တိုဘာလာကနေဒီဇင်ဘာလာတွင်သွေးစစ်တာ ကျမရဲ့အမခံဝယ်တာနဲ့ထိုင်းလာဝကယုံမှာမိမိတို့ရဲ့ဇီဝဆိုင်ရာ အချက်လက် စစ်ဆေးအတီဖြူတာတွေကိုလောက်ဆောင်အောင်ပါ ပြီးတဲ့နောက်လက်ပွေနှိပ်စစ်ဆေးတာ ဗီဇာတုံးထူတာစတဲ့လုပ်ငန်းစဉ်အစဉ်အဆက်ကိုတော့2026ဇန်နဝါရီလ22ရက်နေ့ထိလောက်ကန်ရမှာဖြစ်ပါတယ်။ပိုင်းအောင်ကရိုက်တဲ့အခါပွဲစားတွေကတဆင်လောက်ကန်ကြရပြီးဈေးနှုန်းကဘတ်9000ဝန်းကျင်ကနေ9000လောက်အထိကုန်ကြတယ်လို့အလို့သမားတွေကပြောပါတယ်။အလို့သမားတွေအနေနဲ့ပွဲစားတွေကိုကြိုတင်ငွေပေးတဲ့အခါသတိထားကြဖို့နဲ့မှန်မှန်ကန်ကန်လောက်ကန်တဲ့အကျိုးဆောင်ကုမ္ပဏီတွေကိုသာရွေးချယ်ကြဖို့အလို့သမားရေးလှုပ်ရှားသူတွေကအကြံပေးပါတယ်။ ဒီတက္ကံဖွင့်ဒိတ်သားမှာတိုင်းပေါ်ကနေပြီးတော့ကိုယ့်ရဲ့ကြိုတင်ပေးငွေတွေကိုလိမ်သွားမဲ့ပွဲသားတွေပြီးတော့ဆန်းဆန်းလောက်တာကိုအသေးစားလုံးမပေးတဲ့ပွဲသားမျိုးတွေပြီးတော့ဈေးကြီးတဲ့ပွဲသားတွေကိုရှောင်းအောင်မှာဖြစ်တယ်။စင်းလုံးမှတ်ကန်ချိုတာတဲ့လူတွေကိုကုမ္ပဏီတွေကိုကွယ်မင်းတို့ဘက်ကလည်းမကြာခဏတင်ပေးနေတယ်။အဲ့လိုနေရာတွေကိုပဲဝင်ရလောက်အောင်မှာဖြစ်တယ်။အဲ့တော့ဒီလူသစ်ဘက်လောက်တဲ့ခါမှာလဲဒီလိုစိတ်ချရတဲ့ကုမ္ပဏီတွေနဲ့ရှောက်ကြဖို့အလိမ်မခံရအောင်ကိုယ့်ကိုယ်ဒေတာပြင်ဆင်ကြဖို့အချိန်ချင်းမထိအောင်ခဏခဏလည်းထိခဲ့ကြတယ်။အဲ့တော့ဒီတစ်ခေါက်မှာလည်းအဲ့လိုပဲ စိတ်ချယုံကြည်ရတဲ့ကုမ္ပဏီတွေလည်းအများကြီးရှိပါအဲ့လိုကုမ္ပဏီတွေနဲ့ပဲချိတ်ဆက်လုပ်ပါလို့ဝယ်မင်းနေတိုက်တွန်းပြောပြောခြင်းလည်းဗျထိုင်းနိုင်ငံမှာနိုင်ငံငံသဘောတူစာချုပ် MOU စနစ်နဲ့လောက်ကင်နေတဲ့ရွှေပြောင်းလုပ်သားတွေစနစ်ခံကတ်နေဆက်ဖြတ်ကျော်ကတ်ပန်းရောင်ကတ်စတဲ့အထောက်အထားပုံစံအမျိုးမျိုးနဲ့အလုပ်လုပ်ကင်နေကြတဲ့မြန်မာကမ်ဘောဒီးယားလာအိုစတဲ့ရွှေပြောင်းလုပ်သားတွေတန်းချီရှိပါတယ်နိုင်ငံသားရွှေပြောင်းလုပ်သားတွေထဲမှာမြန်မာလူသမားတွေအများဆုံးဖြစ်ပြီး လက်ရှိထိုင်းနိုင်ငံထဲကိုရွှေ့ပြောင်းရောက်ရှိနေတဲ့မြန်မာရေအတွက်ခုနှစ်တိုင်းဝန်းကျင်ရှိနေပြီလို့ထိုင်းရပ်ဖတ်ဖွဲ့ရဲ့စင်းတွေရသိရပါဗျ။ကျွန်တော်ဇွဲသစ်ပါ။